တခေါမဒေါသဒီတခေါမကိုခေါမှုနဲ့ထောင်းနေထိုင်လိုက် ခိုးတဲ့တူကိုမိပိုင်မှကြည်ဒီမှာလက်စွပ်လည်းတွေ့ပါပဲမမိုင်းကျွန်တော်အိမ်ကလွယ်လို့လုံးမရပါဘူးမမိုင်းကျွန်တော်တောင်းပါတယ်ကျွန်တော်ခွင့်လို့ပြပါဦးမမိုင်း ွားသစ္စာဒီတခေါမောင်မမြင်ချင်ဘူးအခုချစ်ချင်မောင်းထုတ်လိုက်ဟုတ်ကဲ့ပါမမကြီးဘာပဲတောင်းမနေတော့နဲ့နင်းကိုဒီလောက်ကောင်းကောင်းကိုထားထားပါလျက်နဲ့တစ္ဆာဖောက်ပြီးခိုးထားမှာမိတို့တွေအားလုံးလဲခန်းကောင်ကိုလုံလာယူကြမမကြီးကိုတစ္ဆာဖောက်ရဲအခုလိုပဲစွန့်ပတ်ရနိုင်မယ် ဒီအိမ်မှာတော်ရင်တော်တော်ချိမြောက်မယ်ဆိုးရင်ဆိုးတော်ပြစ်ဒဏ်ခါလိုက်မယ်မမကြီးလက်စုပ်ကိုနန်းနိုင်ရဲ့စီချောဖို့လုပ်နေပါပြီလူတွေရလေအကောင်းနဲ့မတန်ဘူးဒီလောက်ကောင်းပေးနေတာတော့မှတက်စာဖောက်ချင်နေကြတယ်ဟုတ်ကဲ့ ကျွန်မပန်းကလေးတွေအားလုံးကိုစီကံပိုင်းဆိုင်ရာတေချာတင်းကျပ်ဆုံးမထားလိုက်ပါမယ်။ကံကုန်လက်စုခိုးတဲ့အထိဖြစ်သွားတာကလည်းကျွန်မရဲ့ပေါ်ရမှုကြောင့်ပါ။တော်သက်စာကြောင့်မဟုတ်ပါဘူး။လူတယောက်အကျင့်ပြက်သစ္စာဖောက်တယ်ဆိုတာသူ့ရဲ့အတွင်းစိတ်ဗီဇနဲ့ပဲဆိုင်။ဗီဇမကောင်းတဲ့သူဆိုရင်အဝေးတကအဝေးဆုံးလှုပ်ပလိုက် မဟုတ်ရင်ပိုးလို့ပဲကူတက်တယ်ဟုတ်မမကြီးအခုဂန်းကော်ကော်အလုပ်ထုတ်လိုက်ပြီဆိုတော့ဂန်းကော်နာမည်နေရာအစားထိုးဖို့လူခေါ်လိုက်ရမလားခေါ်လိုက်လေအရေးကြီးတာတစ္ဆာရှိပြီနှိရှိလာများအလုပ်လုပ်မဲ့သူဘောပဲလွတ်လိုက်လို့အကြောင်းကြားလိုက်ဟုတ်ကဲ့အကျင့်စာရိတ္တပြက်နေတဲ့သူတွေရောမလွတ်နဲ့ ဟုတ်ကဲ့မြန်ဦးလင်းတို့ agency ကလှုပ်လိုက်တဲ့တရားလားဟုတ်ကဲ့ရှင်စကားဝတ်ကပါလဲကောင်းမွန်စွာအလုပ်ကျေးပြရမှာအမေလာငါနဲ့လိုက်ခဲ့ ငါတို့အိမ်တော်ဒိတ်နဲ့တွေ့ရမယ်ဟုတ်ကဲ့လို့ဒီမှာကောက်လာလေးတယောက်ပါပဲမင်္ဂလာပါကွယ်မင်းက ဘပုံထဲရထက် အပြင်မှာရုပ်ကလေးကပိုတောင်းမှတက်နေသေးတာပဲဥလုံတို့အေဂျင်စီကနေတေချာတင်နှန်းတက်လာတာဆိုတော့ဒီအိမ်ကြီးမှာနေထိုင်ရမယ့်စီမင်းစည်းကမ်းတွေကိုနားလည်ပြီးသားထင်ပါတယ်အဲ့တော့စည်းကမ်းလိုက်နာပြီးတေချာအလုပ်လုပ်နိုင်ပါမလားဟုတ်လုပ်နိုင်ပါတယ်တို့အိမ်ကတော့စည်းကမ်းကြီးတယ်အားလုံးကလည်းစနစ်တကျအလုပ်လုပ်ရတယ်ပေးထားတဲ့လစာများတော့ ငွေမဲ့ယုံနဲ့ရောက်လာပြီးမလုံနိုင်ပဲပြန်ထွက်သွားကြမယ်ဆိုရင်ငါတို့လည်းတင် जा ပြူထောင်ပေးရတာအဆင်မပြေဘူးအဲ့တော့တေချာအလုပ်လုပ်နေတယ်ဆိုမှငါတို့စီမအလုပ်လုပ်ပါအခုချိန်မှာစဉ်းစားချိန်ရသေးရဲ့နော်မစဉ်းစားတော့ပါဘူးရှင်အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ကြိုးစားစားလုပ်ပါမယ်ဒီအိမ်ကြီးရဲ့တစ္ဆာခန့်အလုပ်သမားကောင်းတယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်ရှင်ဒေါက်တာဒီမကြီး ဒါလိုသမားတက်လာဟုတ်ကဲ့မကြီးကန်းကုန်နေရာအတွက်ရောက်လာတာပါ အခုပဲအင်တာဗျူးနေတာရောက်ကလေးရတော့မစိုးပါဘူးဒီအိမ်မှာနေရင်ဒီရဲ့စီမင်းစည်းကမ်းတွေကိုတေချာပြတ်ပြထားလိုက်သဘောတူပြီဆိုတော့မှစာချုပ်ချုပ်အော်ဖုံးချက်တည်းတင်ပြီးတော့မှဒီရဲ့ကိစ္စတွေကိုခိုင်းတော့ဟုတ်ကဲ့စိတ်ချပါမကြီးကျမတေချာစစ်စင်ထားလိုက်ပါမယ်မင်းနာမည်ဘယ်လိုခေါ်လဲဟုတ်မိမိပါရှင် ်မင်းမမင်းဘလို့နာမည်ပဲဖြစ်ဖြစ်ဒီအိမ်မှာနေရင်ဒီရင်ရပေးတဲ့နာမည်ပဲမင်းခံယူရမယ်ဒီအိမ်မှာနေရင်မင်းကမီမီမဟုတ်ဘူးဂန်းကော်ဖြစ်နေပဲကိုကိုကိုနန်စားတော့မီဂန်းကော်ဖြစ်နေပဲလှုပ်လှုပ်ရမယ်ကြားလားဟုတ်ကဲ့ရှင်ဟုတ်အေးဒါဒီအိမ်မှာရှိတဲ့ပန်းကလေးတွေအားလုံးလိုက်နာရမယ်စီမင်းစီကံမယ်ဒါဒီစားကျမကော်မီသွားလိုက်အောင်ကျန်တာဆက်ပြောထားလိုက်အော်ဘုန်းအောင်ကြည့်ထားလိုက်အောင်နော်ဟုတ်ကဲ့ မောင်မောင်ထားတော့လေမောင်ရဲ့ဘာလဲမောင်ကလေဒီနေ့ကုမ္ပဏီမှာမီတင်ရှိတယ်မောင်လိုက်ခဲ့ရမယ်လို့ပြောထားရလေထားတော့နော်ကောဟိုတော့ကွာဒီမှာတော့မင်းကြိုက်ရတယ်မကြိုက်ဘူးကွာငါ့တာမလို့လေမောင်ကလေဒီနေ့တနေ့တွေတော့လိုက်ခဲ့ပါမောင်ရဲ့နော်လာလာထမိုးထုမယ်လာထထပါလာမိုးထုမယ်ထထဖယ်နော်မောင်ဘာဖြစ်နေရလဲငါ့ကိုစိတ်ကြုံလာမလို့နေတာသွား ှင်ကလေကောင်းကောင်းပြောနေဘယ်တော့မှမရဘူးတနေ့တနေ့ဒီအရေးတွေတောက်လောင်းကစားတွေလုပ်ပြီးတော့ရှင်ရဘွားကြီးကကုံဆုံးသွားတော့မှလားဟမ်ဘာမှစိတ်ဝင်စားတော့ဘူးလားရှင်ရစီးပွားရေးတို့လဝက်ချင်းအုပ်သွားမှရှင်မစိုးရိမ်လားဟမ်ဒီမှာဒီနေ့ကုမ္ပဏီမှာတော့တာအကြီးဆုံးဖြစ်တဲ့ရှင်ကအဲ့ဒီမီတင်မှာရှင်ကိုရှင်နေရမယ်လာလိုက်ခဲ့ဖယ်စားပါမွေမတားငါမဟုတ်ကွာမင်းတော်စားမကွာမင်းနေတော့မမြင်ချင်ဘူးမဘာဖြစ်လို့ဒေါသကြီးကြီးပြီးအဲ့လောက်ထိအော်ဟစ်နေရရလဲဟမ် ဒီလိုတန်းရရထားတော့မနော်အဲ့အရေတွေကတောက်နေတော့မဲလားရှင်အဲ့အရေတွေတောက်နေလေရှင်ရဲ့စက်ကတိုးလေးလေးပဲဘာလဲမိုးကအရှော့ပေးမှန်းသိလို့တမင်ဆိုးပြနေရလားဟမ်တမင်ဆိုးပြရအောင်မင်းကဘောင်ကုန်းဝင်တာဂရုကိုမစိုက်တော့အေးဟေးဂရုမစိုက်နဲ့နော်ဂရုမစိုက်နဲ့ရှင်ကိုလေလေဒီတအိမ်လုံးမှာအကိုကြီးတယောက်ရဲဆိုပြီးဘယ်သူမှမလဲဂရုစိုက်နေကြမှာမဟုတ်ဘူး ဒီနေ့ပဲ snow resort director အစ်တခန့်အပ်ဖို့ကြေညာတော့မှာအဲ့တော့ရှင်သိလားဟမ်ရှင်ဘာသိလဲရှင်ဘာကိုစိတ်ဝင်စားလဲကျမမာတော့လေမင်းမသားတယ်မဲ့ဒီမိသားစုလူဝင်ဆက်နိုင်ဖို့အတွက်အရာအလုံးတယောက်နဲ့ကြိုးစားနေရတာကျမသားမရှိဘူးဆိုရင်ရှင်ဘဒူကမှတော့စိတ်ပေါ်ကြောပဲလုံနေကြမှာမဟုတ်ဘူးသိတော့မာ

တော့မိသားကိုလာပြီးတော့ကျွတ်ကျွတ်ခဲနေတော့ဘာဖြစ်လဲဟမ်ဘာဖြစ်တော့လဲမင်းတို့အစရဲငါချစ်လို့ယူထားတာမင်းပါသားမင်းငါစီးစိတ်ငင်မဲ့လို့ဒီဘောတားတာမဟုတ်ဘူးလားဘာမှစီးစိတ်မှတ်တာမဟုတ်ရှင်းမှရှင်းဘလို့ပဲဖြစ်နေသမားတော့ရှင်းကိုချစ်လို့ယူထားတာဟာမင်းချစ်တာညကွာယုံလုံးလို့ပါကိုကိုယူတောင်းဆိုရလေပူလောင်လိုက်တာဒီနေ့ဒီနေ့စကားများလိုက်ရန်ဖြစ်လိုက်တယ်ဒီနေ့ကုမ္ပဏီမှာရေးချင်းရဲ့မီတင်ရှိပါတယ်ဆိုမှသူတို့တွေအော်ဟစ်ဆဲဆိုနေတက်တည်လို့ရှိအဲ့ဒါသူတို့ဘာနေလဲ ကိုရောကိုရောတို့အကောင်းဆုံးပြင်ဆင်ထားဖို့ပဲလိုတယ်အကောင်းဆုံးပြင်ဆင်ထားလဲဝရီကတော့စိတ်ပူတယ်ဒီနေ့ကုမ္ပဏီမှာဘလို့အခြေအနေတွေဖြစ်လာမလဲဆိုတာလည်းမသိနိုင်ဘူးကိုစနိုးရီဆိုတာဝရီတို့ရအောင်ရမှာဖြစ်မှာနော်